ပါဠိလိုကတော့ပန္တကပန်တုပေါ့နော်ပန္တကပန်တုပန်တုအင်္ဂလိပ်တွေခေါ်တော့ဂီးပေါ့နော်ဘယ်လိုတော့သုံးနေတာတော့အချောက်ပေါ့နော်အချောက်အချောက်နောက်ပြကြတော့လဲ LGBT ပါညာအဲ့လိုပေါ့နော်အသုံးတွေတော့အများကြီးရှိတာပေါ့နော်အဲ့ဒါအဲ့ဒီ ခေတွေကိုရာခံပေးတယ်နဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်တာပါခေကကျမ်းမเนาะ LGBT မခွဲတန်းတူညီမျှရေးကိုတွားနေကြတယ်လို့ပြောနေကြတော့တကယ်လို့သူတို့ကိုရာမခံပေးဘူးဆိုရင်ဘာဖြစ်လဲရာခံပေးလိုက်တဲ့အတွက်ဟာဒီဖူးကြီးတွေကစံမတဘူးလားဝင်းကြီးကိုဖျက်နေတာလားအဲ့လိုဖြစ်တာပါเนาะဒီဖူးကြီးတွေဝင်းကြီးမတဘူးလားစာတွေဖျက်နေတာလားအဲ့လိုဖြစ်သွားတာပေါ့ ဖရဲစကားကိုနားမထောက်ဘူးလားရာခံမပြေတော့လောပါဖြစ်လဲရာခံမပြေတော့ဘာဖြစ်လဲဆိုတော့လူအစိတ်အတော်ခွဲတယ်အယုံနဲ့ခွဲချတယ်အဲ့လိုပြောကြတော့ပါလေနော်အယုံနဲ့တွေခွဲချတယ်လူနေတယ်မြရတယ်ပေါ့နော်ဘသူကမြရတယ်ဘသူကနေတယ်နေကြတယ်အဲ့လိုခွဲတာပေါ့နော်အဲ့လိုလဲဝေဖာအောင်ပါပဲတခုစီတာကတော့ gain တရောက်က နော်ရုပ်ကြာပေါ့နော်ရုပ်ကြာ game အချောတယောက်ကပန်တုတ်လို့ပဲထွက်လာနော်ပန်တုတ်လို့ပဲသုံးတယ်ရုပ်ကြာပန်တုတ်တယောက်ကတကယ်လို့မင်းမလို့ခွဲဆစ်လိုက်ပြီးအခုလို့ခွဲဆစ်ပြီးပြလိုက်တော့သူကတော့ဒီလက်စီပို့တာပေါ့နော်ဒီလက်စီပို့ပေါ့ဘာဖြစ်လဲဆိုတော့ကိုအရင်တော့လည်းတွေ့မှုပါတယ်အဲ့လိုခွဲဆစ်ပြီးတဲ့လူတွေကရုပ်ကြာပို့စာပဲလောက်ပဲပေါ့ဒီလက်စီပို့တယ်နော် အဲဆိုမခွဲစစ်တည်တဲ့လူတွေရောနော်လူလောကမှာတော့ဘောနော်ဟိုတော့ဒီသားနဲ့ခေးတွေပါလေရှိတယ်လေတကယ်ကိုအထေကရနာမည်ကြီးတဲ့ခေးတွေပါလေအချောက်တွေပါလေရှိသူတို့တော့မခွဲမစစ်တဲ့လူတွေရောဘယ်လိုလုပ်မလဲဘောနော်ဘယ်လိုလုပ်မလဲသူတို့ကြတော့ယုတ်ကြံစီရွေးဝေးတာပဲအဲ့ဒီပန်တုတ်တွေကဒီမှာဆိုရင်ပါတကဝုထုဆိုဘောနော်ဒီ ပန်တို့ဆိုတဲ့ဂေးတွေကိုယဟန်နော်မဟုတ်ပေးရဘူးဆိုတဲ့ဟာစကြောင်းလေးပါတာပဲနော်။ဒါပြီးလဲဆိုတော့အဲ့ဒီသူကသာသနာထဲကိုရောက်လာတဲ့ခါမှာသူကပန်တို့ဖြစ်နေတာ哦နော်ပန်တို့ဂေးဖြစ်နေတာ哦အဲ့တော့တခြားကိုတော်စီကိုတော်လေးတွေကိုတော်ကြီးတွေကိုတော်လေးတွေဦးစင်းငယ်တွေဦးစင်းကြီးတွေစီသွားပြီးတော့သူ့ဆက်စာကိုပေါ့နော်သူ့ဆက်စာကိုအဲ့လိုတောင်းဆိုတယ် ဲ့လိုမဆက်စားကြဘူးကောနော်သူမဆက်စားတော့မောင်းထုတ်တယ်။နောက်သူကဘာဖြစ်လဲဆိုတော့အဲ့စင်သေးမြင်းသေးနော်အဲ့လိုမျိုးအဲ့လိုသမားတွေပါတယ်ပေါ့နော်အဲ့လိုမျိုးလူတွေစီတွားပြီးတော့တွားပြီးတော့သူ့ဆက်စားဖို့ပေါ့နော်အဲ့လိုမျိုးလောက်တော့ပေါ့အဲ့လူတွေကလည်းသူ့နဲ့ဆက်စားတယ်ဆက်စားတော့ဘာဖြစ်လဲအဲ့ဒီလူတွေရဲ့အတွေ့အထိမှာတစ်ခုဝေသွားတာပေါ့ဘာလဲဆိုတော့ဒေသနာမှာ ဒီခူးကြီးတွေကဒီလိုပဲกว่าเนาะငါတို့မှာငါတို့စီကိုလာပြီးတော့အဖြစ်ရှိခံတယ်လို့ကြာတဲ့ကိုတော်စီကြာတဲ့ကိုတော်တွေစီကိုလည်းအဲ့လိုပဲအဖြစ်ရှိခံနေတော့ပြီကြာတဲ့ကိုတော်တွေကလည်းဒီပန်တုတ်ကိုအဖြစ်ရှိတော့ပြီเนาะအကလို့ကိုတင်ကြိုးပြီးတော့ပြောလဲတာပေါ့เนาะအဲ့ဒါကြောင့်သူတို့ပန်တုတ်ကိုရန်ခံမပေးအာဆိုလာပြီးတော့ပေါ်လာတာပေါ့နော်ပန်တုတ်ကိုရန်ခံမပေးတေဘူးဆိုပြီးတော့ရန်ခံမပေးရเนาะ အဲ့လိုမျိုးပေါ်လာတာပေါ့လေသူကဒီပန်တော့ကိုကြည့်ရတာကသူကမေထိုးမီဝဲရမှာသူကစစ်အာတာပြည့်တဲ့သဘောရှိတယ်နော်စစ်အာတာပြည့်တဲ့သဘောရှိတယ်ဒါဆိုရင်ပန်တော့အကြောင်းဝင်းကြီးကိုလစ်လာတဲ့ခါမှာတော့ဒါကဒီဒီပေါ်ရလေးပြတ်ထတာတော့နော်ဒီပေါ်ရလေးပြတ်ထတာတော့ဒါဝင်းကြီးကိုထားပါတော့ဝင်းကြီးဥပဒေပေါ့နော်ပန်တော့တွေကိုရဟပြုံးမပေးရာ ပန္တို့တွေကိုယဟန်ပြုမေမပေးရဆိုလို့ရှိရင်ဝိနည်းဥပဒေရှိပြီဆိုရင်ဤဥပဒေတွေကိုလည်းကြည့်ဖို့လိုတော့ဗောနော်လောကဥပဒေလို့ဗောလောကဥပဒေလို့ဗောနော်လောကဥပဒေဆိုတာရှိရလေဥပဒေပုံမှန်ကြီးလားပြီးတဲ့အခါမှာဗာလဲဤဥပဒေတွေလားအာအခွဲလေးတွေလေအခုလဲဒါပန္တို့ကိုယဟန်ပြုမပေးရဆိုတော့အချက်တစ်ချက်လာပဲအဲ့ဒီအောက်မှာပန္တို့ဆိုတာဘယ်လိုပန္တို့မျိုးလဲဘယ်လိုပြုမပေးရတာလဲနော်ဘယ်လိုတတ်မှတ်ထားတာလဲ နော်ဘာလို့ကိုဘယ်လိုဖွဲတာလဲနော်စသည်ဖြစ်ပေါ့နော်သူ့ရဲ့နေဥပဒေလေးကိုလည်းကြည့်ဖို့လိုတာပေါ့နော်ဒီမှာကနေဥပဒေလို့ပြောချင်ပြောမယ်ဆိုရင်ဘာကိုပြောချင်လဲဆိုတော့အထာကထတိကာတွေပေါ့နော်နောက်ဘန်ပတ်သက်ပြီးတော့ရေးလာတဲ့အထာကထတိကာတွေပေါ့အဲ့ဒါကိုနေဥပဒေလို့စုပ်ကြည့်ပါတယ်နော်အခုရတာပါတကပန်တုံနော်ပန်တုံကိုရဟပြုမပေးရဆိုတာလေနော်ရဟပြုမပေးရဘူးရဟပြုပေးလူထွက်စေရမယ် ။ဟောပြီးတော့အထာကထာသွားကြည့်မယ်ဒါပါဠိတော်နော်မဟာဝေကပါဠိတော်အထာကထာသွားကြည့်မယ်။ဟောဒီပန္တကောအဲ့ဒီပန္တို့ဆိုတာက၅မျိုးရှိတယ်နော်ပြေစပန္တကောပန္တို့ဆိုတာခုနကဂေးက၅မျိုးရှိတယ်တဲ့ဒီမှာအဲ့ဒီအသိတ္တပန္တို့ပန္တို့ပန္တို့လို့တုံးလိုက်တာနော်အမှတော့အချောက်ဂေးပေါ့နော်အသိတ္တပန္တို့ဆိုတာကဒီမှာသူရဲ့ definition ပြရပြမှာ နော်ခံတွင်းနဲ့သလိုအပ်တော့နော်သူကအဲ့လိုအဲ့လိုပေါ့သူများရဲ့သွတ်သွေးကိုပစတဲ့ထက်လေရမှအာသာပြေသွားတယ်သူကိလေသာလေးကငြိမ်သွားတယ်အဲ့လိုအဲ့လိုမျိုးအဲ့လိုအဲ့လိုမျိုးပါတုံးနော်အဲ့လိုအဲ့လိုမျိုးပါတုံးပြောမယ်ဆိုရင်ဟိုလိုမေထုံမီဝဲတဲ့အစစ်တော့မဟုတ်ဘူးနော်မေထုံမီဝဲတဲ့အစစ်တော့မဟုတ်ဘူးအဲ့လေသူများတွေရဲ့ တို့တွေတွေကိုအဲ့လိုမျိုးပေါ့နော်။တောက်ရရေသူကစစ်ပြေးတာပေါ့နော်။အန္တပနိဥဒူယပန်တို့ဆိုတာကြာနော်။သူတို့ဘာကြီးမိထောအမှုကိုမြင်ရတော့အခါမနာလိုမှုဖြစ်တဲ့ဖြစ်မိမှုကိုမိဝဲစေလိုတော့ရာဂဖြစ်လာတော့တုတ်လို့ချေဖြစ်ရာဂငြိမ့်သွားတော့ပန်တို့ဥဒူယပန်တို့ဆိုတာကတော့သူ့အတူတုတ်လို့ပြီးတော့သူ့ရာဂငြိမ့်သွားတာပဲ။ဒါမဲ့အဲ့ဒီသူ့သူ့ရာဂဖြစ်လာတယ်ဆိုတာကလည်းအဲ့လိုပေါ့နော်။သူများတွေရဲ့ ဖြစ်တည်နီနောဓာတွေပါလေကြည့်ပြီးတော့စစ်ကူးကြီးပြီးတော့နော်အဲ့လိုမျိုးသူတပတ်ကိုမြည်ပြီးတော့ဖြစ်လာတဲ့ကိလေသာနဲ့တစ်စစ်နော်သူ့ဟာသူအဲတော့လို့ပြီးတော့ကိလေသာငြိမ်းသွားတာပေါ့နော်ဟိုသူရဲ့ပန်တို့အဲ့ဒါအဲ့ဒီနှစ်ခုကြည့်မယ်ဆိုရင်ပန်တို့ဆိုတာကြီးကဟိုဒီလိုမျိုးနွတ်နွတ်နော်နော်သွားနေမှာပန်တို့မဟုတ်ပါနော်ပန်တို့မဟုတ်ဘူးသူတာမာဒီလိုကိုလိုပဲ အခုခေတ်ပြောရင်လည်းဂေးလို့ပေါ့ယောက်ျားကြည့်လို့လည်းယောက်ျားပဲเนาะမိမဖြစ်တာမလူလို့ပဲเนาะခုခေတ်ပြောရင်လည်းဟိုနော်နော်နော်တော့တွားတဲ့ဟာလေးတော့မအဲ့လိုလည်းမဟုတ်ပါဘူးเนาะအော်ပက်ကမီကပန်တို့အဲ့ဒီကတော့တွားသားဟိုနွားတွေကိုတင်းကုတ်လက်တယ်လို့ပဲเนาะအော်ပက်ကမီကပန်တို့ဆိုလေနွားတွေကိုတင်းကုတ်လက်တယ်လို့ဝိစုကိုထုတ်လက်တယ်လို့ပဲတက်ခန့်ပန်တို့အဲ့လိုပန်တို့ကိုမျိုးစားကြတာเนาะဟာတချို့လူစီတော်တွေရှိရလေအဲ့လိုမျိုး ကျမ်းမာရေးတော့ထုတ်လိုက်ရတဲ့အလုံးလေးပက်ခန့်ဘန်တို့ကြတော့ကွာပက်ခန့်ဘန်တို့လဆာပက်ခန့်နဲ့ဖြစ်စေတဲ့လဆုပ်ပက်ခန့်နဲ့ဖြစ်စေကိလေသာထကြတောင်းကြတဲ့ဖြစ်မင်းထူမီဝဲရမကိလေသာငင်းသူတဲ့ဒီနော်အဲ့ဒါခုနကပါဠိတော်မှာပြတဲ့ဒီဒီဘန်တို့နဲ့တူတယ်ပက်ခန့်ဘန်တို့နဲ့တူသူကတော့တော့ကိလေသာမီဝဲရမတော့ကိလေသာငင်းတာကိုအဲ့မီမီဝဲရဘူးဆိုရင် ဟိုလူလဲပြီးတော့ဟိုလူလဲပြီးတော့ညတော်တော်ဟောပါပေါ့အညာအညာနဲ့လက်လုံနေမှာသူတော်တော် injury ပြည့်တော့ပေါ့နော်တော်တော် injury ပြည့်တယ်အဲ့ဒီပက်ခံပတ်တို့ဒါပါဠိတော်မှာဆိုဒီပန်တို့အမျိုးအစားပြည့်ဝများတယ်ပက်ခံပတ်တို့နော်သူကလက်ဆံပက်ခံနေဖြစ်စေတဲ့လက်ဆုပ်ပက်ခံနေဖြစ်စေခိလေတာတာကထမ်းချတောင်းချတဖြစ်တဲ့မြင်ထုံမီဝဲရမနော်ပက်ခံပန်တကလက်ဆံပက်ခံတာတကပူပဲရှိတော့ပူပူ ဒီမှာအတိပဲရေးတာတော့မတူဘူးနော်တိထတာတော့ဒီဘက်ကမတော့ဆိုတော့ကသူကလမှာကလဆာရလဆုပ်ရရှိလဆာ15ရလဆုပ်15ရရှိတယ်ဒီလဆာဖိတ်ချမ်းလဆာ15ရအတွေ့ဆိုပြီးသူကအဲ့လိုပဲဟိုကိလေသာရတအားတောင်းကြတယ်သူကအဲ့လိုလဆာ15ရအတွေ့အဲ့ဒီဖက်ချဆိုကိလေသာတအားတောင်းကြတယ်သူကနော်ကိလေသာတအားတောင်းကြတယ်ဖြစ်တဲ့အတွက် အဲအဲ့လိုပေါ့နော်ဟိုသူများတွေကိုလိုက်ပြီးတော့ချီးကပ်ပြီးတော့မိထုံမျိုးကလောက်ကြတာပေါ့လက်ဆုပ်ပဲခါကြတော့သူကကိလေသာတွေငြိမ်းတော့ပေါ့နော်လက်ဆုပ်လက်ဆုပ်ပဲခါကြတော့သူကလက်ဆုပ်ပဲခါကြတော့ကိလေသာတွေမဖြစ်ဘူးပေါ့နော်အဲ့ဒါလက်အဲ့ဒါကဒီဒီဘန်တို့မျိုးကိုကြတော့ကိလေသာငြိမ်းတဲ့ခက်တဲ့ရက်တွေမှာဆိုရင်သူရဟန်းခံပြီးတယ်ကိလေသာဖြစ်နေတဲ့ရက်တွေမှာဆိုရင်ရဟန်းခံမပြီးဘူးအဲ့လိုပြောကြတယ်နော်အဲ့လိုမှတ်မှတ်ကြတယ် နပုံတကပန်တော့ကြတော့နပုံတကကြတော့သူကတော့အရင်တော့အတိပ္ပယ်ကြီးရတာတော့မိမမဟုတ်ယောက်ျားမဟုတ်ဘောနော်ဒီမှာလဲရေးချရတယ်နော်ဖာစယ်အော်ရအန်ဆန်ဒေးဂျင်တာယောက်ျားလည်းမဟုတ်မိမလည်းမဟုတ်ဘောနော်မဲအော်ဖီမေသူ့ရဲ့သူ့ရဲ့အင်္ဂါတွေကယောက်ျားမိမအင်္ဂါမပြည့်ပြည့်ဘူးအဲ့လိုပုံစံလေးနော်အဲ့လိုပုံစံဒါကပန်တော့၅မျိုးနော် အာဒီမှာဗာလဲဆိုတော့ဒီမှာနည်းနည်းထပ်ပြီးတော့ဖားကြည့်လိုက်မယ်ပို့သူရမှန်တို့အော်ပက်ကမီကပန်တို့ဧကေသပနာတဲ့ဒီမှာနည်းနည်းဧကေသပနာအကုတလဝိပါကနုပါဝင်နာတဲ့အကုတရဲ့အချိုးအန်အချိုးကြောက်ပေါ့နော်အဘုဒ္ဓရဲ့အကျိုးကြောင့်ကာလပက်ခင်ပန္တကောဟောဒီနော်ကာလပက်ခင် ပါတကောဟောဒီတော့ကာလပက္ခဆိုတော့လဆုပ်ပက္ခပဲဒီလဆုပ်ပက္ခဆိုတော့လဆုပ်တရနေ15ရေပေါ့နော်အဲကာလပက္ခဘယ်မှာတော့ပန်တကောတော့ဟောပေါ့ကိလေသာတွေတောင်းကြားလာတယ်နော်ကာလပက္ခမှာဆိုရင်တော့ကိလေသာတွေဖြစ်တယ်အာဆုံနာဆိုတာကလဆာလဆာပဲခတ်ဆိုတာလဆာတရွဲ့နေ9ရက်ပေါ့15ရက်ပေါ့လဆာပဲခတ်မှာဆိုရေးတော့ကိလေသာတွေမဖြစ်ဘူးပေါ့နော် သူ့ကျတော့ဒါဘက်ကမ်ပါတုတ်လို့ခေါ်တာပေါ့ဘက်ကမ်ပါတုတ်ဘက်ကမ်ပါတုတ်ပေါ့နော်ယောပနာပရိတာယေဝအဘာဝတောဥပ္ပနာလေနော်အဘာဝတောရုပ်ကြလည်းမဟုတ်မင်းမလည်းမဟုတ်အဲ့ဒါကျတော့နပုတ္တပန်တုတ်လေနော်ဒေသူတဲ့ပထမပြောခဲ့တဲ့အတိတ်တပန်တုတ်ဥသူယံပန်တုတ်နော်အဲ့သူတို့ကျတော့ပပိစ္ဆာအနဝါရိတာယဟန်မပြုရတာ ပပိစသူယဟန်ဖြစ်ကိုတဲ့နော်မတမ်းမြရအောင်ပေါ့နော်ဆေရအဖြစ်ကိုမတမ်းမြရအောင်ခွေပြုပေးရမှာပေါ့နော်ကြာတဲ့၃ခုဖြစ်တဲ့အောပက်တမီကနဲ့ပက်ခဏဘုံတကရတော့သူတမ်းမြရတယ်နော်ဣဒရေတာဒေနာဝါရိတာဒေတုပီအဲ့ဒီ၃ခုထဲမှာလည်းတဲ့ပက်ခဏဘန်တုကတော့တဲ့နော်ယတမေပက်ခေဘန်တကောဟောတိ ယတမေပက်ခေပန္တကောဟောတိတတမေယေဝပက်ခေပပိသံဝါရိတာပြောမယ်ဆိုရင်ပက်ခနဲ့ပက်ခရှိတယ်လေလဆံပက်ခရဲ့လဆုပ်ပက်ခရဲ့သူပြောရှိတဲ့ပုံစံကတော့မတိမကြအောင်ဖြစ်နေတာပေါ့နော်လဆံပက်ခမှာဖြစ်တယ်ဆိုရင်သူသူရဲ့ကိလေသာဖြစ်တဲ့ပုံကဒီအချောက်ကပဲလို့လဲဆိုတော့သူကလဆာဘက်ကမှကိလေသာဖြစ်လဆုဘက်ကမှမဖြစ်ဘူးလဆုဘက်ကမှဖြစ်လဆာဘက်ကမှမဖြစ်ဘူးအဲ့တော့သူကဖြစ်တဲ့ ဖက်ချမ်းမှာဆိုတော့သူ့ဟိုပါဘောနော်မတဟိုတမ်းမရမှာဘောနော်ဥမာဒီလက်စားဘက်ကမှာပြည်တာဖြစ်နေလဲဆိုရင်အဲ့ဒီအဲ့ဒီဖက်ချမ်းမှာအဲ့ဒီဖက်လက်စားဘက်ကမှာလက်စားရက်ဒီမှာရဟန်းစေရဟပြုမပင်းနဲ့နော်တကယ်လက်စုပ်ဘက်မှာပြည်တာတောင်းကြနေတယ်ဆိုရင်အဲ့ဒီလက်စုပ်ဘက်မှာစေရဟပြုမပင်းနဲ့နော်စေရဟမပြုမပင်းနဲ့ ဘာလို့ရမလဲဆိုရင်ဥမာတော့တဘာဝုတ်တယ်ဆိုရင်ဟုတ်တယ်သူကိလေသာမဖြစ်တဲ့အဲ့တော့နော်လက်ဆန်းဆိုလဲ15ရက်လောက်ရှိတာပဲနော်တဘာဝုတ်တယ်ဆိုပြဖြစ်တယ်ဝုတ်လို့တဘာဝုတ်ပဲဝုတ်မယ်ဆိုရင်နှီးပါတယ်နော်သူကိလေသာအာမဖြစ်ဘူးဆိုလို့ဆိုရင်လက်ဆုပ်ဘက်မှာကိလေသာမဖြစ်ဘူးလက်ဆုပ်15ရက်ရှိတယ်ဟိုက10ရက်ဝတ်မလား9ရက်ဝတ်မလားဝုတ်လို့ရတာပဲပြောချစ်တာကသူ့ရတော့ချစ်ချေရတာပေါ့နော်လူတူလူတယောက်နဲ့တယောက်ရအောင် ဟော်မုန်းအသွာလာတုလာတော့ကိုလည်းနားမလဲနော်ကိလေသာဖြစ်နေတဲ့ကာလဆိုရင်မဟုတ်နဲ့ကိလေသာညှိနေတဲ့ကာလဆိုဟုတ်အဲ့လိုပေါ့နော်တကယ်တော့ဒီအစိုးဖြတ်တွေကနော်ကုရတိယဝတ္တံတဲ့အထက်ကတဆရာသူရေးတာရေးတာဟိုးစစ်စစ်အထက်ကတတွေကမှတ်တမ်းတွေကနေလာတာနော်နော်စစ်စစ်အထက်ကတတွေမှတ်တာကုရတိအထက်ကတဆိုတော့တကယ်ဆေးကြတဲ့အထက်ကတကြီးတယ်အဲ့ဒီကနေလာတာနော် ။ဒါဆိုရင်တီကာကိုတစ်ချက်တော့ကြည့်မယ်။တီကာအော်ဒီမှာကြည့်။ပါတကဝတ်ထုမီတဲ့ရောတဲ့ကာလာပက်ခေကာလာပက်ကိုဆိုလာ။အတီဟော်တီဒါတော့ပြောမယ်ဆိုရင်ဒါကြီးကလည်းဆေးဖို့တော်ကြီးတွေလည်းအယူဆလည်းမတူကြဘူးနော်။အခု KC ဆရာတွေကပြောပြလဲဆိုတော့ပက်ကပါတော့ဆိုတာကနော်သူကကာလာပက်ခေလက်စုပ်ပက်ကမှာမင်းမဖြစ်သွားတယ်။ စုံနာဘက်ကလက်စာဘက်ကမှရုပ်ကြံဖြစ်သွားတယ်အဲ့ဒါဘက်ကပါတော့လို့လည်းအဲ့လိုပြောတယ်ဒါဆေကီစီစီရတယ်မျိုးပေါ့နော်အထံကထာယာပနကာလဘက်ခေပါတကောဟောတီတဲ့အထံကထာယာပနကာလဘက်ခေပန္တကောဟောတီကာလဘက်ခေပန္တကောဟောတီစုံနာဘက်ခေအဲစုံနာဘက်ခေပရိလာဟောပတ္တိတဲ့နော်အထကထာမှာတော့ လက်ဆုပ်ဘက်ခါမှာပန်တုတ်ဖြစ်တယ်လက်ဆန်းဘက်ခါမှာပါတော့မဖြစ်ဘူးရေနော်အဲ့လိုပြောတော့ဘောနော်အဲထပ်ပါရတော့နည်းနည်းရှုပ်တော့ဘောနော်နည်းနည်းရှုပ်တော့ဘောအပန္တကပက်ခေပပစစ်တဝါပါတကပက်ခေနန္ဒေတဘောတိ အပါတကပက်ခေပပစေတဝါပါတကပက်ခေနာဒီတာဘောဒီဒီတုကံတိပတိတုတဲ့နော်ဆစ်ဆစ်ကံတိတွေကြောတော့ဆေးကြတဲ့ကံတိတွေပြောတယ်တဲ့ပြောချင်တာကအပါတကပက်ခေပါတော့မဖြစ်တဲ့ပက်ခဘောနော်လာစာပက်ခလာဆုတ်တဲ့ပက်ခလည်းကိလေသာမဖြစ်တဲ့ရက်ကိလေသာမဖြစ်တဲ့ကာလမဟုတ်တယ်ဆိုရင် ဘာတကပဲခင်နာနေတတ်ဖို့ကိလေသာဖြစ်လာတဲ့အရေးမှဆိုရင်လူထွက်ပေးရမယ်နော်လူထွက်ပေးရမယ်အဲ့လိုမျိုးပြောတာလည်းရှိတာပေါ့နော်တချို့ကဘာပြောလဲကေစီပါနာတဲ့အပါတကဘက်ကပပစီတော်တသိကိလေသာခရပါပုနာတိဟုတ်ပါတယ်နော်အဲ့ဒီဆဆဝို့တော့တော့ကိလေသာငြိမ်းလို့ဝို့တာပေါ့နော်ကိလေသာတွေတာကြီးမဖြစ်ဘူးမတောင်းကြဘူးပေါ့ဝို့ရင်အဲ့ဒီတော့ကလေးကိလေသာကိုခါသွားတယ်ယဟန္တာတွေလို့ပေါ့နော် ဆိုရေးနော်လောဘကိုနော်အာလူဘမလဲရဘူးကနော်လူဘမလဲရဘူးလို့အဲ့လိုပြောကြပါတယ်တန်ဒေတာမတိမတ်တာဒါသူတို့ရဲ့အယူဆမျှတာဖြစ်ပါတယ်နော်တခါတဆေးအဲ့လဲတယောက်နဲ့တယောက်ကနော်တပေါ်ထားလေးမတူကြအောင်ဟုတ်ပြီမပြောတော့ဘူးအဓိကပြောချင်တာကပန်တော့နော်ပန်တော့ဟောပါဦးလား န္တကဝတ္ထုနော်ပန္တုပန္တုပန္တုဟုတ်ပြီပန္တုဝတ္ထုဆိုပန္တုငါးမျိုးရှိတယ်အဓိကတော့တိထားမှာကပန္တုဆိုတာခေးတွေကိုရဟန်းပြုပြလို့ရမရဆိုတာတော့နော်ပန္တုငါးမျိုးရှိတယ်အဝိနည်းလေ့လာတဲ့ခါမှာမူလဥပဒေကိုလေ့လာမယ်ပြီးသူ့ရဲ့ဤဥဒေလေးတွေလည်းကြည့်ပါနော်ဤဥဒေလေးတွေကိုတစ်ချက်ကြည့်ပါနော်ပန္တုထဲမှာလည်းပန္တုကဆိုတော့ခေးက၅မျိုးလောက်ရှိတယ်အတိတ်တပန္တု နော်အတ္တဘာတို့သူများနေရတုတ်ပြီးတော့တောက်ပြီးတော့စိတ်ငြိမ်းသွားတယ်စိတ်ပြဲသွားတယ်ဥတ္တရပန်တို့ဟိုဥတ္တရပန်တို့ကြတော့နော်သူ့ဟာသူတုတ်လို့ပြီးတော့ငြိမ်းတာပေါ့နော်သူများတွေဟိုချစ်တင်နေတာကြည်ပြီးတော့ဥတ္တရပန်တို့အဲသူတို့နေရအောင်ဆိုရင်ဒါအဲ့လိုပန်တို့ပဲဒါပေမဲ့ရဟန်းခံလို့ရတာပဲအဘယ်ကမိကပါတို့ကြတော့ဒီသင်ကုတ်ထားတာဖြစ်တဲ့အတွက်ပို့လို့မရအောင်နော်အဘယ်ကမိကပါတို့ တင်ကွန်ထားတာဖြစ်ရတယ်ဝိုးလို့မရဘူးပက်ခန့်ဘတ်တော့ကြတော့သူကကီလီတာဖြစ်တဲ့ကာလမှာမဝနဲ့မဖြစ်တဲ့ကာလမှာဝို့လို့ပေါ့နော်ကီလီတာမဖြစ်တဲ့ကာလမှာဝို့ဝို့ရင်းနဲ့ကီလီတာဖြစ်တဲ့ကာလပြောင်းသွားတယ်ဆိုရင်အဲမှာလူထွက်လူထွက်နော်နဘုတကဘန်တော့ကြတော့ရုတ်ချမဟုတ်မိမမဟုတ်ရုတ်ချမိမတန်တာမထင်မစားမကွယ်တယ်မတဲမကွယ်ဖြစ်ရင်နော်သူလည်းဝို့လို့မရဘူးအဲ့တော့ခုခေပြောနေတဲ့ခေတို့အချောက်တို့ ဆိုတာတွေကဘယ်လိုပုံစံကိုပြောချင်တာလဲဘယ်လိုပုံစံကိုပြောချင်တာလဲပေါ့နော်အင်းဒီအကြောင်းအရာတွေကတော့ဒါနေဥပဒေပုံစံလို့ဖြစ်နေတာပေါ့နော်အဲတော့ဝင်းနီကိုပြောတဲ့ခါမှာဥပဒေနေဥပဒေရှိတယ်ဥပဒေပြောပြီးနော်ကေးကိုအခြားကိုရဟန်းပြုမပေးရဘူးလေတော့တစ်ချက်တည်းပြောတာတော့ဟုတ်ပြီဘယ်လိုကေးအမျိုးအစားလဲအဲ့ဒီရဟန်းခံမစေရဟန်းပြုမပေးရတဲ့စည်ရေးကို နော်ထေရဝါဒတွေလက်ခံနေကြတာပေါ့နော်ထေရဝါဒတွေလက်ခံနေတယ်ဒါပေမဲ့သူတို့လက်ခံထားတဲ့ထေရဝါဒတွေကိုလည်းလက်ခံထားတဲ့ဒီသူ့ရဲ့အဖွဲ့အထက်ကထားတွေပါလေကြည့်လိုက်ဒီအနေနဲ့လူတွေနမ်းပေးနေတဲ့လူတွေနော်ရားခံမပေးရအောင်နော်ခြေပြက်လက်ပြက်လေအနေနဲ့သူတွေနမ်းပေးနေတဲ့လူတွေလက်ပြက်ခြေပြက်တွေရဟန်းခံမပေးရသူတို့လည်းရဟန်းခံမပေးရဒါပေမဲ့သူတို့ကိုရဟန်းနော်ရှေ ေယဟန်ခံပေးလို့ရတဲ့နီးတွေကိုเนาะအထာထာတွေမှာလည်းပြတယ်အထာထာတွေကိုလည်းပြတယ်เนาะအဲ့တော့ဗာတိတော်ကိုပဲပြောမယ်ဆိုတော့ဥပဒေเนาะပို့ပြီးတော့နီးဥပဒေလေးကြည့်ကြည့်မယ်ဆိုတော့အထာထာတွေပါလေးသွားကြည့်ဒါမှနီးဥပဒေပြီးမယ်အဲ့ဒါလေးကိုလည်းညီတယ်เนาะအခုဒီလိုပြောထားတဲ့ဟာတွေကเนาะဒါဖတ်မိထားတဲ့ဟာလေးကိုနည်းနည်းလေးဟိုပြောကြည့်တာပါเนาะအထောက်ထားတော့ ဒါပဲရှိတယ်အယူအဆတော့မခံလို့မခက်လို့ဘောနော်ဘာဖြစ်လို့ဆိုတော့ကစားအဲ့တော့ဒီကြည့်တယ်မှမဟုတ်လားဒါတော်တော်နီးနောပြီးတော့ဒီဒါတော်တော်နီးနောဖလေစေးစားပြီးတော့ပြောမယ်ဟာလေဒါတော့ဒီမှာတော့ပေါ်ရသဘောတော့ပဲ